ေယာဝတီတိုင်းရေကြီးမြို့နယ်ကိုနေတိုင်းချောင်းလမ်းပေါ်ရှိမြောက်ဆန်းမြောက်တဲ့အမှတ်က344ကိုအားရခတ်တတော် AA နဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်များထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုဒေတာခံများနဲ့စစ်ရေးတရင်မြင့်များကပြောပါတယ်။အဆိုပါမြောက်တက်သည့်ပူတိန်မုံရွာလမ်းနဲ့ကိုနေတိုင်းချောင်းလမ်းဆောင်နီးမြောက်ဆန်းကျေးရွာတွင်ရှိပြီးပူတိန်မုံရွာကားလမ်းမကြီးကိုမိုးဆိုးထင်းကျုံဝိုင်ရဲနဲ့နေတိုင်းချောင်းကျုံပြုံမြို့များအထိစစ်ရေးချင်းချောင်းနိုင်သည့်ယူဟာမြောက်တက်ဖြစ်ကပူးပေါင်းတပ်များကဇွန်ဆက်တရက်မှဆက်လက် အပြင်းထန်ထိုးစစ်ဆင်နေခြင်းဖြစ်ပါတယ်။အေးအေးနဲ့နီးစက်တီးစစ်ရေးတရင်ရင်မြတူကြီးကကာကင်းတွေကိုတိုက်ပြီးတော့မြောက်ဆန်းမြောက်တက်ကိုထိုးစစ်ဆင်နေတာဝေါ်မီစခန်းသိန်းတုံးကရထားတဲ့တန်ချက်ကာကားတွေနဲ့ပါ ကိုဘက်ကတိုက်နေတယ်ဟုပြောပါတယ်။ရင်းတို့ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရပိုင်တွင် စစ်ကောင်စီဘက်ကမြောက်တက်မှလက်နက်ကြီးတချို့အားဂျုံပြော်ခက်လိုက်ရ36တက်တွင်ရွှေ့ပြောင်းမှုများလုပ်ခဲ့တော်လဲလူအင်အားရာကြီးနဲ့လက်နက်ကြီးများရှိနေသေးတယ်လို့အင်္ဂလိပ်ဘဏ်ကများခိုင်မာပြုလုပ်ထားခြင်းနဲ့လေကြောင်းပစ်ကူများကြောင့် အတွင်းပိုင်းထဲသို့ထိုးစစ်ဆင်ရန်ခက်ခဲကြောင်းကာကွယ်ရေးဘော်များနှင့်မျိုးဆက်သည့်ဒေတာခန့်များကပြောသည်ဒေတာခန့်မျိုးသားတူကြီးကအမြောက်တက်344ကိုပို့ထားတဲ့ပစ္စည်းတွေပြန်တယ်ပြီးကျုံကျော်တက်ထဲကိုပို့တာ344မှာလက်နက်အင်အားများကြီးကျန်သေးတယ်လေယုံနဲ့နေတိုင်းဘုံလာခြင်းနေတော့ခေါင်းတောင်မဖော်ရဲဘူးဟုပြောပါတယ် AADB ကတော့2024နှစ်ကုန်ပိုင်းထဲက ARD တိုင်းနဲ့နယ်နိမိတ်ချင်းထိဆက်နေသည့်ဂုံမြို့ကိုတင်ပိုက်ပြီးနောက်2025နှစ်စပိုင်းမှာပုတင်ခရိုင်ရွှေတောင်ရံဘောမီဒေတာကို ဆက်လက်ထိုးစစ်ဆင်တင်ပိုက်နိုင်ခဲ့က AAD တိုင်းတွင်စစ်မျက်နှာ၃ခုဖွင့်ပြီးထိုးဖောက်ခဲ့တာပါ AAD ယခုနှစ်ဖေဖော်ဝါရီလကတည်းကကိုနတိုင်းချောင်းကားလန်တိုင်းကတိုင်းချောင်းမြောက်ဆန်းအခြေဆိုင်အမှတ်344တို့ဥတီတော်စစ်မျက်နှာပူတိန်မုံရွာလန်းနဲ့ရခိုင်ရုံးမကြလေးမျက်နှာအင်္ဂပူစစ်မျက်နှာနဲ့တာပေါင်းမြို့နယ်စစ်မျက်နှာများတို့ထိုးပေါက်ခဲ့ရာမြောက်ဆန်းမြောက်တက်ကာကင်းများမြောက်တက်နဲ့ဆက်ဆက်တီပူတိန်မုံရွာကားလန်ပေချေးရွာများကိုထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ CDN ဗိုလ်ကြီးဇင်ရော်ကမြောက်ဆန်းမြောက်တက်ပူဒီတစ်ခါလိုက်တာမှာ အားရခတ်တော်နဲ့ပူပေါင်းတဲ့တွေဘက်ကလက်နက်ကြီးတွေပါပါပြီးအထိုင်ချပြီးတော့ပြစ်တယ်ဆက်ဆက်ရွရွာအထိကာကွယ်ရေးအင်အားစုတွေထိန်းထားနိုင်ပေမဲ့ငကားရီတောင်ပေါ်ဒမပါလာစီဒီမှာရှိတဲ့အဖွဲ့တွေကနင်းနေအင်အားများတဲ့ငကားရီတောင်ကျိုးပေါ်မှာစခန်းရှိနေတဲ့တယ်ပြီးရင်ရေကြီးထွက်ရေနန္တာကိတ်အဲ့ဒီနှစ်ခုကိုမပိတ်နိုင်သေးဘူးဆိုရင်တော့မြောက်ဆန်းကိုရဖို့နင်းနေခက်ခဲနိုင်သေးတယ်ဟုတုံ့တက်ထားပါတယ်လက်ရှိတွင်မြောက်ဆန်းမြောက်တက်မှစစ်ကောင်စီတပ်များဆုတ်ခွာပြီးစခန်းအားအေးအေးနဲ့ပူးပေါင်းတက်တို့တင်ပိုက်နိုင်ပြီဖြစ်ကြောင်းဒရင်ထွက်ပေါ်နေသည့်ထိုချိန်နေနဲ့ပတ်သက်ပြီး အေးအေးတောင်ရှိသူကိုဆက်တွေ့မင်းမြန်ထားတော့လဲလက်တလောပြန်လဲဖြေချခြင်းမရှိသေးပါဘူးထို့သောမြောက်ဆန်းမြောက်တက်အားအေးအေးသိမ့်ပိုက်နိုင်ပြီဆိုပါကအေယာဝတီတိုင်းတွင် စစ်ကောင်စီပထမဆုံးအကြိမ်လက်လွတ်ဆုံးရှုံးသည့်တည်ရင်ဌာနချုပ်စခန်းတစ်ခုဖြစ်လာသလိုတော်လန်ရေးအင်အားစုများအနေဖြင့်ပိုတိန်မုံရွာလမ်းပိုင်းကိုထိန်းချုပ်သွားနိုင်ပြီးငတိုင်းချောင်းချုံပြုံမြို့များသာမကပိုတိန်မြို့ခြေဆိုင်နောက်တောင်တိုင်းစစ်ဌာနချုပ်နာတခါအထိစစ်ရေးချင်း၆ရန်အားသာချက်များရှိလာမိခဲ့ကြောင်း CDN အရာရှိများနဲ့စစ်ရေးလေ့လာသူများကဆိုသည်